င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်မ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် စကိုင်းတိုင်းတပေးမြို့နယ်ထဲကဆက်ပြချင်းရွာကိုနိုဝင်ဘာလ10ရက်နေ့ကစစ်တပ်ကပေါင်900ဘုံအပါအဝင်9ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ15ဦးအထက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တပေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ဆက်ပြချင်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကနေ့လယ်ပိုင်းကနေညနေပိုင်းအထိလေကြောင်းကနေ9ကြိမ်တိုက်ခိုက်ခဲ့လို့နေအများပြားမိလောင်ခဲ့တယ်လို့တပေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။ တရားရရှိသူတွေထဲမှာပြင်းထန်တဲ့ဆိုးရိမ်တရားရရှိသူတွေရှိပြီးလက်တလောသေဆုံးသူတော့မရှိသေးကပထမအကြိမ်လေကြောင်းတက်ခိုက်မှုမှာ အရက်သား15ဦးတရားရရှိခဲ့ပြီးညနေပိုင်းမှာလည်းဘုံကျဲမှုတွေရှိတယ်လို့ဆိုပါတယ်ပထမအကြိမ်တက်ခိုက်မှုက နေအိမ်6လုံးပျက်စီးခဲ့ပြီးဒုတိယအကြိမ်တက်ခိုက်မှုကတော့နေအိမ်တွေမီးလောင်နေဆဲဖြစ်လို့အတိအကျမပြောနိုင်သေးဘူးလို့ကြေးရွာသားတယောက်ကပြောပါတယ် အခုလိုဘုံကျဲတက်ခတ်ခင်ရတာနဲ့ပတ်သက်ပြီးတပင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်မှုတွေပြုလုပ်ထားပါတယ်ရှင်။အနာသိစတက်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့အသိပညာပေးဟောပြောတာဓာတ်ပုံကမ်ပိန်းပြုလုပ်တာတွေကိုကရီနီပြည်နယ်ထဲမှာပြုလုပ်ခဲ့တယ်လို့ကရီနီအမျိုးသားလူငယ်အစည်းအဝေး KNYO ကနိုဝင်ဘာလ10ရက်က ထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာ26ရက်နဲ့28ရက်တွေမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာမျှတမှုမရှိတာကိုပြည်သူတွေကိုအသိပညာပေးဟောပြောတာပိုစတာနဲ့လက်ကမ်းစာဆောင်မျှဝေတာဓာတ်ပုံကမ်ပိန်းပြုလုပ်တာတွေရှိတယ်လို့ KNYO ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ဒါပြင်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအောင်မြင်သွားရင်ဖြစ်လာမဲ့အကျိုးဆက်တွေကိုအသိပေးချင်တာကြောင့်အခုလိုပြုလုပ်ရတာလို့လည်းဆိုပါတယ်။ အခုလောက်ရှာမှုမှာမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲသမိုင်းကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေ Federal နဲ့လက်ရှိ Greenie ပြည်ရဲ့နိုင်ငံရဲ့အခြေအနေတွေကိုအသိပညာပေးမျှဝေခဲ့ပြီး poster နဲ့လက်ကမ်းစာဆောင်တွေကိုတော့ဟောပြပွဲမတရားသူတွေနဲ့စစ်ကောင်စီထိန်ချုပ်ထားတဲ့နေရာကိုပြန်မဲ့သူတွေသိရှိအောင်မျှဝေက Greenie ကပြည်သူတွေလည်းတနိုင်ငံလုံးနဲ့အတူရွေးကောက်ပွဲကိုစတင်ကြောင်းဓာတ်ပုံ campaign တွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ အခုလိုအနာသိန်းစစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲစန့်ကျင်ရေးကမ်ပိန်းတွေနဲ့ဟောပြောပွဲတွေကိုဆက်လက်ပြီးလှုံ့ဆော်သွားဖို့ရှိတယ်လို့လည်း KNYO ကတဆင့်သိရပါတယ်ရှင်။အာဆာအဖွဲ့ရဲ့အကြမ်းဖက်တပြတ်မှုတွေကြောင့်ဒေသခံသေဆုံးသူအယောက်20ထက်မနည်းရှိလာနေပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့အောင်တော်ဘာလ22ရက်နေ့ကရခိုင်ပြည်မောက်တော်မြို့နယ်မြို့ယုချေရွာရဲ့အရှိတ်တတအနီးမှာခီးတည်တင်ကားတစ်စီးကိုရိုဟင်ဂျာလက်နက်ကိုင်အာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။အခုလိုခြုံခိုတိုက်ခိုက်မှုတွေကြောင့်ကလေးမင်းခင်တယောက်နဲ့အမျိုးသားတယောက်နေရာမှာတင်သေဆုံးသွားပြီးကာသမာကိုထွန်းဝင်းနဲ့မောက်တန်ထရီတို့ကတော့ဒဏ်ရာများစွာနဲ့ထွက်ပြေးလွတ်မြောက်တော့ခဲ့ပါတယ်။တမင်းငယ်ခိုင်မြတ်မွန်အသက်၃၉ကိုတော့မင်းခင်ရဲ့အလောင်းပဲမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ် ဒါပေမဲ့လက်ရှိမှာတော့ကိုထွန်းဝင်းကခြေထောက်တင်တဲ့ထိမဲ့တဲ့တရားကြောင်းလမ်းလေးကောင်းကောင်းမရှောင်းနိုင်သေးသလိုဂျိုင်းထောက်ရဲ့အကူညီနဲ့သာတော်လာနေရတာပါတစ်ဖက်မှာလည်းသူဟာအဲ့ဒီအဖြစ်အပျက်ဆိုကြီးကြုံတွေ့ပြီးနောက်ပိုင်းကြောက်လန့်အစိတ်တွေနဲ့ပဲဖြတ်တဲ့နေရာတုံးပဲလို့ဆိုပါတယ်သူကအလောင်းဝမ်ဘောအဲ့လိုအော်ပြီးမှတခါတန်ပြေးတာကျွန်တော်ထိုက်ဆုံးရရင်ပြေးတာကျွန်တော်ပုံမှန်ထိရင်ပြေးတဲ့သူလည်းဘယ်နာပြေးလမ်းလည်းမပြေးဒီလိုရင်ဖက်တွေကနေတွားရလဲပြေးလက်မောင်းတွေမှလည်းဖောက်သွားတယ်ပြေးတင်မပေါ်မှလည်းထိရင် အဲ့မှာကားကတခါတည်းလေရောပြီးတော့ထိုးရက်သွားတာဒီမှာကျွန်တော်ဆင်းတနေ့တန်ကြားတယ်နဲ့တခါတည်းတန်းထွက်ပြေးတာထွက်ပြီးမှကျွန်တော်ထွက်ပြီးမှတဝဲလာရောက်မှကျွန်တော်ချထားမှမှန်တယ်မှန်မှအဲ့မှာကျွန်တော်မှောက်လေးသွားတာပြီးရင်ဒီလိုမဖြစ်သေးဘူးဆိုတာကိုသတိရတယ်ပြီးမှတခါတည်းတန်းပြေးတာလုံးဆိုရင်အားနည်းလို့ရှိရင်ကျွန်တော်ကလည်းမြေနဲ့စိုးနေစိုးရင်ရပါဘူးသူလောလောဆယ်တော့ကျွန်တော်နှိုင်းရတော့တိတ်မဆေးဘူးကျွန်တော်လည်းကြောက်တယ်ဘူးပြင်းမိတယ်လည်းကြောက်တယ်အခုပြန်လာ ။ညကားနဲ့လာတာတော့ကျွန်တော်စိတ်ထဲမှာမလွတ်မလပ်ခံစားရတယ်အဲ့လိုမျိုးမလုံးချုပ်ဖို့ပေါ့ဖြစ်သွားတဲ့ဆိုတာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောက်တော့ခရိုင်နဲ့ပူတိတောင်ခရိုင်တွေမှာရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့အာဆာနဲ့ ISO တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်2025ခုနှစ် match လကစပြီးလက်ရှိအချိန်ထိတေဆုံးသူ20ရောက်ထပ်မနေရှိလာခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့ပါသေးတယ်။ အာဇာနဲ့ ISO တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်မောက်တော်ခရိုင်အတွင်းရှိဒေသခံ15ရောက်ထက်မနည်းတေဆုံးပြီးဘူးတိတော်ခရိုင်မှာ9ရောက်ထက်မနည်းတေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါအပြင်ထိခိုက်တရားရရှိသူတွေလည်းများစွာရှိနေပြီးပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ အာစာနဲ့ ice oro အဖွဲ့ဟာနှက်မြင့်နဲ့မယူတောင်လဲချောင်းကနေတဆင့်ရခိုင်ပြည်နယ်တွင်းကိုစိမ့်ဝင်ရောက်ပြီးဒေသခံရိုဟင်ဂျာတွေလိုဟန်ဆောင်ဝန်းစင်ကပျောက်ကြားနေတုံးပြီးအကြမ်းဖက်မှုတွေကိုလှုပ်ဆောင်လာနေတယ်လို့ဆိုပါတယ်ဒါအပြင်အာစာနဲ့အိုင်းဆိုတော့အနေနဲ့ဒေတာခန့်ပြည်သူတွေကိုရဲရဲစက်စက်တပ်ဖြတ်နေတာပါလို့ဒေတာခန့်တွေကပြောဆိုကြပါတယ်။ကိစ္စလက်ပတ်သက်ပြီးရွာတိုင်းရွာတိုင်းမှာပေါ့အခုဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်နေတဲ့ပတ်သက်ပြီးဆိုရင်ကြောင်ကြောင်မလို့ရှိရတယ်။အပတ်စိုးတို့နေရာသွားသွား ဟိုမှာဖုန်းတစ်ခေါက်ဆက်ရင်တော့မလိုင်းမရလို့လိုင်းရတဲ့နေရာကိုသွားရင်လည်းတို့အသက်ခံကြတာရှိသေးအခုကျွန်တော်ရောက်မှဆိုရင်လည်း၅ယောက်ဖြတ်သွားပြီအေးညကဆိုရင်မနေ့ကဆိုရင်ဒီမှာရွှေတောင်ရွာမှာတယောက်ဒေသုံးခဲ့ရတယ်ခေါက်သက်ခံရတယ်ဒီနေ့တော့အလောင်းတော့ပြန်ရတယ်ကျွန်တော်တို့ follow ဒီအခုအခုကျွန်တော်ပြတ်သားရောက်မှဆိုရင်ဒီအဓိကလှုပ်ဆက်နေတဲ့အလုတ်ကတော့ဒီချောင်းလို့လှုပ်ဆက်နေရကျွန်တော်တို့မှာအေးအခုလို့ဖြစ်ပြတ်သားကကျွန်တော်ရောက်တဲ့အလုတ်ကအခုအခက်ကြနေကြရပါတယ် ဒီအခုလိုကျွန်တော်ရသသူသာစီးပွားရေးနေထိုင်ရေးအတက်အအနေနဲ့အောင်ဆုံးလို့ရတယ်။နေထိုင်မှရှိပါတယ်။အဓိကပြည်သူတွေကို6လလက်ပုံစံဖြစ်နေမှမနေရအောင်လို့အဲ့ဒီပုံပေါ်တယ်မလို့ကျွန်တော်တို့ပြည်သူတွေကိုရမထားပြီးရင်အခုလိုမျိုးတို့လုံးဝရတာကောင်းဆုံးပါတယ်။လက်ရှိမှာအာရခတော်အေးအနေနဲ့အာစာ ISO တွေကိုလိုက်လည်ရှင်းလင်းနေပြီးတစ်ဖက်မှာလည်းဘင်္ဂလားဒေ့အစိုးရကိုထိရောက်စွာအရေးယူပေးဖို့အတွက်တိုက်တွန်းပြောဆိုထားပါတယ်။ကျွန်မကိခိုင်ပါ မကွေးတိုင်းပေါင်းမြုံနယ်ထဲမှာရှိတဲ့စပါးခင်အများစုဟာရိတ်သိမ်းချိန်ကျော်လွန်နေပေမဲ့တိုက်ပွဲတွေကြောင့်ရိတ်သိမ်းမှုမပြုလုပ်နိုင်သေးဘူးလို့စပါးဆိုင်တောင်သူတွေကပြောပါတယ်အဲ့ဒီဒေတာမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေတာကန်တွေဟာယာယီနေရဆွန့်ခွာနေရတဲ့အတွက်စပါးခင်းဧကရာနဲ့ချီပြီးရိတ်သိမ်းတာမပြုလုပ်နိုင်သေးဘူးလို့ပေါမြွနယ်ကဒေတာကန်တယောက်ကပြောပါတယ်။ ဒေတာမတည်ငြိမ်တော့ဘသူမှမသွားရဲတဲ့အပြင်တိုက်ပွဲကလည်းဖြစ်နေပြီးရွာတွေလည်းမိရှုခံထားရတယ်လို့ဆိုပါတယ်လက်ရှိအဲ့ဒီဒေတာမှာရိတ်သိမ်းချိန်ရက်တရပတ်တပတ်ထက်မနည်းကျော်လွန်နေတဲ့စပါးဆိုင်ဧက300နီးပါးရှိတယ်လို့ဒေတာကန်တွေကသတင်းသိရပါတယ် မကွေးတိုင်းပေါမြို့နယ်မှာအော်တိုဘားလ22ရက်ကစပြီးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတာကြောင့်ပေါမြို့နယ်အရှိမြောက်ချမ်းမှာရာယီစစ်ပေးရှောင်နေရပြီးဆန်နဲ့တခြားဆန်နဲ့ရိတ်ခါတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်ရှင်။ဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်